24နာရီအတွင်းပဲခူးမြေရေစိုးရိမ်ရှိမှတ်ရောက်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်24နာရီအတွင်းပဲခူးမြည်ရေးစိုးရိမ်ရှိမှတ်ရောင်းနိုင်ထားကြောင်းမြကန်းအနီးနေထိုင်သူတွေသတိထားနေထိုင်ကြဖို့မိုးလီဝတ်သားနှင့်ဆလဘေးဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်းကအတည်ပြုလာပါထိန်။ယနေ့မြမစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွာချက်တွေအရပဲခူးမြည်ရေးဟာပဲခူးမျိုးမှာရင်းမျိုးရဲ့စိုးရိမ်ရှိမှတ်အောင်တပေခန့်ကို ရောက်ရှိနေတယ်လို့ဆိုပါထိန်။ အဆိုပါမြင့်ရေဟာ နောက်တရက်အတွင်းစိုးရိမ်ရှိမှတ်ကိုရောက်ရှိနိုင်တာကြောင့်မြေကမ်းအနီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုကြဖို့နဲ့မြေရေတက်လာရင်ကြိုတင်ရှောင်ရှားနိုင်ကြဖို့သတိပေးနှိုးဆော်ထားပါသည် ပဲခူးမြင့်နဲ့စစ်တောင်းမြည့်ရဲ့အခြေအနေတွေလေးလာကြည့်တဲ့အခါမှာပဲခူးမြည့်ရေကဇွန်လလ10ရက်နေ့နောက်ပိုင်းအဝါရောင်ကနေပြန်ချလာနိုင်ပြီးတောင်ကူစစ်တောင်းမြည့်ရေဟာဇွန်လလ10ရက်နေ့မှာစတင်မြင့်တက်လာကသတိပေးရှည်အမှတ်အဝါရောင် level ထဲကိုရောက်လာနိုင်မှာတွေ့ရတဲ့လို့ ECMWF ENS စုပေါင်းကရရှိတဲ့မြည့်ရေစီစဉ်နှုတ်နဲ့သတိပေးအဆင့်အချက်လက်တွေကိုကိုးကားပြီးပြင်ပမိုးလီဝတ်တာပညာရှင်ဦးဝင်းနိုင်ကလည်းလူမှု 工业马桶的淘宝查询。